ဖက်ဒရယ်ဖန်တော်ရရှင်များမင်္ဂလာပါတတင်းတုတတင်းမတွေကိုစစ်စစ်ပြီးအပတ်စဉ်တင်ဆက်နေတဲ့အပွေးငင်ပေတိသွေးစစ်ချင်းတဲ့အမှတ်တိစစ်စစ်ကနေပြင်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တော့ဆောလာပွဲပါဒီကနေ့စစ်စစ်တင်ဆက်ပေးချင်တဲ့တတင်းအမှားကြောက်ရကတော့ပြီးခဲ့တဲ့နိုဝင်ဘာ23ရက်နေ့မှာစစ်ကော်မရှင်ရဲ့ဝါဒဖြတ် channel တစ်ခုဖြစ်တဲ့ Chuinja Telegram channel မှာဖြတ်ချခဲ့တဲ့မော်ချီဘုတ်ကျဲတိုက်ခိုက်မှုမှာ ခေတ္တသူတွေခိုတူးနေတဲ့ခရီးတော်လိုင်းရေပေါ်ငါဦးတည်ဆောက်ခဲ့တဲ့ဆိုတဲ့တည်ရမှာကြားရပဲဖြစ်ပါတယ်။အဲ့ဒီတည်ရမှာကြားရကိုစီကော်မရှင်ရဲ့ဝါဒဖြတ်ချက်နဲ့တခုဖြစ်တဲ့ရွှေနေကြာ Telegram Channel ကစတင်ဖြတ်ချီခဲ့ပြီးပြီးခဲ့တဲ့နိုဝင်ဘာလ27ရက်နေ့ကနေဒီကနေ့နိုဝင်ဘာ23ရက်နေ့ထိဝေယောင်ကြည့်ရှုသူတစ်ထောင်ကျော်ရှိနေပြီးတော့ပြန့်နှံ့မှုများနေပါတယ်။လွတ်လပ်တဲ့ data twin media တည်ထောင်တာတစ်ခုဖြစ်တဲ့ကနာရဝတီတိုင်းတည်ထောင်တာမှာတော့ မောချီကမြတ်တော့ခုကိုစီကောမရှိလေးချဘောက်ကျဲတက်ခိုက်လို့ပြီးသူတိခိုက်တည်ဆုံမှုရှိတယ်ဆိုတဲ့တတိကောင်းစင်နဲ့ဖော်ပြထားပါတယ်။တတိင်းထဲမှာတော့နွေပါလ23ရက်နေ့မနေ့9နိုင်ကျော်ချိန်မှာမောချီဒီတာတွင်ကမြတ်တော့ခုကိုတောက်ကျိတ်ခတ်ဂျက်ဖိုက်တာနဲ့ဘောက်ကျဲသွားခဲ့ကြအောင်ဘောက်ကျဲမှုကြောင့်အမျိုးသား5ဦးတည်ဆုံခဲ့ပြီးအသက်အရွယ်နဲ့အခြားတဲ့ရရှိမှုအခြေအနေကိုတော့ကနနာဝတီတိုင်းအနေနဲ့မင်းမြန်နေစေဖြစ်ကြောင်းနဲ့အစူပါလေချာတိုက်ခိုက်မှုပြုလုပ်သွားတဲ့နေရာတွေမှာ တိုက်ပွဲသစ္စာတရားဖြစ်ပွားတာမျိုးမရှိဘဲအရတားတွေရှိတဲ့နေရာသာဖြစ်တယ်လို့ဒေတာခန်တွေကပြောကြားသတင်းမှာဖော်ပြထားပါတယ်။နောက်ထပ်လွတ်လပ်တဲ့ဒေတာတွင်းမီဒီယာသတင်းဌာနတစ်ခုဖြစ်တဲ့ Greeny People White သတင်းဌာနမှာတော့မော်ချီဒေတာနေရာ၃နေရာကိုစစ်တပ်ဘုတ်ကျဲအရတား၅ဦးထက်မနည်းတိစောဆိုတဲ့တတိကောက်စင်နဲ့ထပ်မံဖော်ပြထားပါတယ်။ တည်င်းထဲမှာတော့ဂရီနီပြည်ဖာစာမြို့နယ်အတွင်းရှိမော်ချီဒီတာနေရာတောင်နေရာကိုစစ်တပ်ကလေယာဉ်နဲ့ပုံကျဲတိုက်ခတ်ခဲ့ခြင်းကြောင့်အရတားငါဦးထက်မင်းနဲ့တည်ဆောက်ခဲ့ပြီးထိခိုက်ဒဏ်ရရှိသူများပြားကြောင်းနဲ့နွေဘာလ23ရက်နေ့နံနက်ပိုင်းမှာမော်ချီဒီတာနေရာတောင်နေရာကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းအဆိုပါပုံကျဲတိုက်ခတ်မှုကြောင့်ခဲတွင်လောက်တားငါဦးတည်ဆောက်ခဲ့ကထိခိုက်ဒဏ်ရရှိမှုများပြားကြောင်းတည်င်းမှာဖော်ပြထားပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီးကေဆေးရေးလောက်ခဲ့သူကိုဖက်ဒရယ်စကားဆက်တွဲမင်းမြန်ထားပါတယ်။ကေဆေးရေးလောက်ခဲ့သူတဦးရဲ့စကားမှာတော့၃နေရာကျဲတာကျွန်တော်တို့ကတော့နည်းနေရာပဲရောက်ခဲ့တယ်။ကျဲတဲ့နေရာတွေကလည်းတွာရလာရနည်းနည်းခဲ့တယ်။ကေဒီမာက၅ဦးတည်ဆောက်ပြီး၅ဦးကထက်တယ်ရတယ်၊၂ဦးကတော့စိုးရင်ရတယ်လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒေတာတွင်မီဒီယာတွေရဲ့ဖော်ပြချက်အရမော်ချီဒေတာနေရာ၃နေရာကိုစစ်တပ်ကလေယာဉ်နဲ့ဗုံးကျဲတိုက်ခတ်ခဲ့ခြင်းကြောင့်အရတာ၅ဦးထက်မနည်းသေဆုံးခဲ့ကြောင်းသတင်းတွေမှာဖော်ပြထားပါတယ်။ဒါကြောင့်ထိခိုက်တိုက်ဆုံးသူတွေဟာတော်လိုင်းရင်ရဲဘော်၅ဦးမှာဟုတ်ပဲအရတာ၅ဦးဖြစ်ကြောင်းစစ်စစ်သိရှိရပါတယ်။စစ်ကောင်စီရဲ့ဝါဒဖြန့်ချင်တဲ့ဖြစ်တဲ့ရွှေနေကြ channel ကဖြန့်ချခဲ့တဲ့မော်ချီဗုံးကျဲတိုက်ခိုက်မှုမှာခေတ္တတွေတူးနေတယ်။ကြားတော်လိုင်းရင်ရဲဘော်၅ဦးတိုက်ဆုံးခဲ့တယ်ဆိုတာဟာသတင်းအမှားဖြစ်ကြောင်းစစ်စစ်သိရှိရပါတယ်။ စစ်ကောင်စီရဲ့ဝါဒဖြတ်ချင်တဲ့ဟာပြည်သူတွေကိုထင်ရောက်ထင်မှားဖြစ်အောင်နဲ့စစ်ကောင်စီရဲ့လောက်ရက်တွေကိုတည်အမောင်ချဖို့အတွက်အခြေကဖြတ်ချနေပါတယ်တော်ရရှိတွေအနေနဲ့လည်းလူလက်ပြီးအမိခိုကင်းတဲ့မီဒီယာတွေမှာဖော်ပြထားတဲ့သတင်းတွေမဟုတ်ပဲအခြားသတင်းတွေကိုအလွယ်တကူမယုံကြဖို့နဲ့တည်တည်ချာချာစစ်စစ်ပြီးမှယုံကြဖို့အတွက်ကျွန်တော်ရဲ့အပွေးမြေပေတိတွေးစစ်ချက်တတဲ့အမှတ်တိစစ်စစ်ကနေတိုက်တွန်းချင်ပါလေနောက်တစ်ပတ်မှာလည်းဘယ်လိုသတင်းသူ့သတင်းမာတွေကိုစစ်စစ်ပြီးတင်ဆက်ပေးမလဲဆိုတာ စောင့်မျှော်နာဆင်ပေးကြဖို့တိုက်တွန်းရင်းနဲ့ DCC ကနေနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ